လမိုင်းကြောင်းတည်ကောင်းစရာလုပ်ငန်းဆောင်တာတကူကိုလှုပ်ဆောင်တဲ့အခါမှာအမမာယွန်းယွန်းနဲ့ချွတ်ချော်မှုတွေရှိလာတဲ့အခါလူမှုလောကတဲမှာလမိုင်းကပ်ဘူးလို့ပြောလို့ရှိကြပါရဲ့မြမယိုးရနကူကံမှုတဲမှာလမိုင်းနဲ့တင်တဲ့ဓလိတွေကလည်းရေရခင်ကနေပြီးတော့ယနေ့ထိတိုင်ရှိနေပါသေးတယ်။ဒေါ်ရတွေမှာလေယာမြေလောက်ကင်ကြသူတွေသိကုတ်ကြသူတွေလေထိုးကြသူတွေနဲ့တံငါလောက်ကင်ကြသူတွေပါမကြမ်းလမိုင်းနဲ့တင်ကြတဲ့ဓလိတွေကိုယနေ့ထိလှုပ်ဆောင် ေကြသည်ဖြစ်ပါတယ်။ဇာတ်သမင်ပညာရှင်တွေနဲ့အမှုပညာရှင်တွေဆိုရင်လည်းလမိုင်းပွဲပေးကြတဲ့အစဉ်လာတွေရှိကြပါတယ်။အဓိကအားဖြင့်လမိုင်းတင်ရတဲ့အတိတ်ပဲကတော့မိမိတို့ရဲ့လုပ်ငန်းဆောင်တာတွေအအောင်မြင်တဲ့အစဉ်ပြေချောမွေ့စီဖို့ပဲဖြစ်ပါတယ်။တကယ်တော့လမိုင်းဆိုတာကလောကီပညာလမ်းမှာဆိုရင် အတော်အေးပါတဲ့ပုံကိုယ်ပိုင်းဆိုင်ရာတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီတည်းမှာလမိုင်းကိုသက်ဆိုင်ရာကောင်းတဲ့လမိုင်းနဲ့ အသက်ဆိုင်ရာမကောင်းတဲ့လမိုင်းဆိုပြီးတော့အကျန်းမြင့်အနေနဲ့နှမျိုးနှစားခွဲကြနိုင်ပါတယ်။ဒါအပြင်တောလမိုင်းတောင်လမိုင်းကုန်းလမိုင်းရေလမိုင်းလူလမိုင်းဆိုပြီးတော့အမျိုးမျိုးထက်ရှိမြန်မာသိတဲ့ဒီတကားတော့လော်ကီနယ်ပယ်ထဲမှာအလွန်အရေးပါလာတဲ့လမိုင်းတွေအကြောင်းကိုဗဟုသုတအဖြစ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့ရဲ့ channel လေးကိုလည်း like နဲ့ subscribe ပြုလုပ်ပေးခဲ့ပြီးတော့ဗီဒီယိုအသစ်တင်တိုင်းသိရအောင်ဗီလာက notification ကောင်းကောင်းလေးကိုလည်းနှိပ်သွားပေးခဲ့ကြပါအောင်ရှင်။ဒါဆိုရင်တော့အစီအစဉ်လေးကိုအခုပဲစလိုက်ကြရအောင်။ င်းအကြောင်းကိုပြောရရင်ဒဏ္ဍာရီနယ်ပယ်မှာအင်မတန်ကျယ်ဝန်းလာပါတဲ့အခြေအနေအရတွေ့ကြုံရတာအမျိုးမျိုးရှိတတ်ပြီးတော့လမိုင်းပယ်ကစတင်ဖြစ်ပေါ်လာတယ်လို့မေးရင်ကဘာဦးရဆွေနဲ့ကကဝါလမိုင်းအကြောင်းအရာကနေစတင်ဖြစ်ပေါ်လာခဲ့တယ်လို့ပြောလို့ရပါတယ်။တခြားရဆွေအကြောင်းကိုဖတ်ရင်လည်းတွေ့ရပါလိမ့်မယ်။တစ်ချိန်ကလောကီပညာရဲ့ရက်ရက်ကိုတက်မြောက်ထားတဲ့ရည်တည်ကြီးတစ်ပါးရှိခဲ့ပါတယ်။ဒီနေ့တော့ဒီရည်တည်ကြီးဟာသူ့ပညာနဲ့သူနေရမယ့်အသက်ပိုင်းခြားကိုတွတ်ချက်လိုက်တဲ့အခါမှာအကြခင်မှာပဲသူ့တက်တန်းကုံဆုံးမှာကိုသိလိုက်ရပါတယ်။ ယ်ဒါနဲ့သူဘလို့လို့ရင် လူဘဝဆက်နေရမယ်ဆိုပြီးတော့တွေးတော့ကြံစားတဲ့အခါမှာသူတက်ထားတဲ့သပြောင်းကိုကအတက်ပညာနဲ့အသက်ဆက်နေလို့ရကြောင်းသိရှိခဲ့ပါတယ်။သပြောင်းကိုကအတက်ပညာကလောလောလတ်လတ်တည်ဆုံးပြီးမကြသေးတဲ့လူသေးတဦးရဲ့ရုပ်ခန္ဓာလိုအပ်တယ်။ဒီပညာကဝိဆိုင်တက်တဲ့ပညာရည်ကြီးတစ်ခုလည်းဖြစ်ပါတယ်။အလွန်ဆန်းကျယ်တဲ့ပညာရည်တစ်ခုပါရည်တည်ကြီးကလည်းဒိဗ္ဗဆက်ကူညာနဲ့တင်ဆုံတော့မဲ့သူကိုကြည့်လိုက်တဲ့အခါမှာမကြခင်မှာငွေကြေးခံရပြီးတော့တင်ဆုံတော့မဲ့ကဝါလမိုင်းဆိုတဲ့တောသူတောင်သားတအုပ်ကိုတွေ့လိုက်ပါတယ်ဒါနဲ့ ရသေးကြီးကဇန်ပိညာနဲ့ကြွားသွားပြီးတော့ကဝလမိုင်းဝေကိုက်ခံရလို့တင်းဆုံးသွားတဲ့အခါမှာသူ့ရဲ့တပြောင်းကိုကတက်ပညာနဲ့ကဝလမိုင်းရဲ့ရုပ်ခန္ဓာအသုံးပြုပြီးတော့ဆက်လက်အသက်ရှင်နေထိုင်သွားပါတယ်ရသေးကြီးရုံဟောင်းကိုတော့ကဝလမိုင်းတဖြစ်လဲရသေးကြီးကတကြိုလိုက်ပါတယ်ရသေးကြီးကနေကဝလမိုင်းဖြစ်လာတဲ့ကဝလမိုင်းကရခင်ကကဝလမိုင်းမရနဲ့အထူးတကားပေါင်းသင်းနေထိုင်ခဲ့ပါတယ်ဒါပေမဲ့ရသေးကြီးကဝလမိုင်းကအတမွေးမျိုးအရလောကီပညာကျွမ်းကျင်သူပြီးပြီးဘင်ဟောဆေးကုအတက်ပညာနဲ့နာမည်ကျော်ကြား လာခဲ့ပါတယ်။ယတိကြီးကသူ့ရဲ့တပည့်တွေကိုသူတက်ထားတဲ့ပညာရရက်တွေသင်ကြားပေးခဲ့ပြီးတော့အထက်ပညာပြတ်ဝင်ခဲ့ပါတယ်။ ဒါကိုအကြောင်းပြုပြီးနောက်ပိုင်းမှာထူးဆန်းတဲ့လောကီကမ္မရပညာတွေကိုတက်မြောက်ထားတဲ့သူတွေကိုလူတွေကကဝါလမိုင်းတပည့်တွေဖြစ်တဲ့အတွက်ကဝါပြုတ်ပြီးတော့လမိုင်းလို့ခေါ်ကြပါတယ်ဒီလောက်ဆိုရင်လမိုင်းရဆိုရင်ရိမ့်မီလောက်ပြီလို့ထင်ပါတယ်ပုံမြင်ပဲပြောပြောဒန္တာရီလို့ပဲဆိုဆိုဒီကဝါလမိုင်းသမိုင်းကလမိုင်းနဲ့ပတ်သက်ပြီးတော့အချိန်နေရရောပညာရဲ့အနေထားရပါဆက်ဆက်မှုရှိနေတဲ့အရာတွေပဲဖြစ်ပါတယ်လက်ရှိသိပ္ပံခင်မှာတော့လိုအပ်တဲ့သူတည်တနာတွေအတွက်ဒန္တာရီကပြစ်ပယ်လို့မရမှန်းအရေးပါတဲ့အရာမှန်လက်ခံလာကြတယ် တာအမှန်ပါပဲ။ဒဏ္ဍာရီကိုအခြေခံပြီးတော့သမိုင်းမှန်ကိုရှောက်ပြေးကြားရပါရဲ့။လော့ဂိနယ်ပဲဆိုတာကကမ္ဘာဦးကလေးကတရှိနေတဲ့ပညာရပ်တစ်ခုဖြစ်ပြီးတော့ဒေတာကွဲပြားမှုအရာပညာရပ်နဲ့အခေါ်အဝေါ်တွေကွဲပြားသွားကြတာပါ။အရင်ကလော့ဂိပညာဆိုတာပညာတတ်အတိုင်းဝိုင်းနေလေ့လာလိုက်စားတဲ့ပညာရပ်တစ်ခုဖြစ်ပြီးတော့နေတိုင်းပြောဆိုသိမ်းမွေးကြတဲ့ ပညာတတ်အလွာအတန်းစာလောကစည်းမြေဥပဒေတွေကိုလေးစားလိုက်နာကြတဲ့ပညာတတ်သူတွေသင်ကြားကြတဲ့ပညာရက်တွေပဲဖြစ်ပါတယ်ဒီလိုမျိုးလေ့လာမှုအားကောင်းကောင်းနဲ့တကယ်လဲကျိုးစားကြမယ်ဆိုရင်တော့ဆရာပညာရက်တွေတက်မြောက်လာကြပါတယ် ောဂီပညာရပ်တွေကိုကောင်းမွန်တဲ့နေရာအကျိုးရှိမဲ့နေရာတွေမှာသာရှေးလူတွေကအသုံးချခဲ့ပါတယ်။သို့တော်လည်းနောက်ပိုင်းလူတွေက လောဘဒေါသမမာနာတရားတွေအိတ်တာမြင့်စရိယတရားတွေထူပြောလာတဲ့အခါမှာအဖို့တန်ခက်ခဲနံနေတဲ့ပညာရပ်တွေကိုမကောင်းတဲ့ဘက်မှာအသုံးချလာကြပါတယ်။မကောင်းတဲ့နမိတ်စာတွေပူဇော်ပါသပြီးတော့အတတ်ပညာနဲ့လူတန်နည်းတွေတေအောင်ပြူစားနည်းတွေပြုလုပ်အားထုတ်လာကြပါတယ်။ ပညာရက်ကကောင်းတာတွေရောမကောင်းတာတွေရောရောထွေးကုန်ပါတယ်။သူတော်ကောင်းလမ်းစဉ်မဟုတ်တော့ဘဲနဲ့အကုသိုလ်များရဲ့လမ်းစဉ်ဖြစ်လာကြပါတယ်။ဒီလိုနဲ့တည်ဆောင်းသွားကြတဲ့အခါမှာပညာတွေကိုဆွဲလန်းပြီးတော့မကောင်းတဲ့ဘုံဘွားတွေရောက်သွားကြပါတယ်။ပညာရက်တွေကိုဝန်တိုတဲ့စိတ်တွေများတဲ့အတွက်ပညာလိုက်စားတဲ့သူတွေကိုနှောက်ယှက်ပြစည်းကြပါတယ်။ဒီလိုနဲ့ပညာရက်တွေအသုံးချတဲ့အခါမှာနီးမှန်လမ်းမှန်မဟုတ်တဲ့အတွက် ဂန္ဓာရီထွက်ရက်ပေါက်ပညာမဟုတ်တော့ဘင်းနဲ့အောက်ဘက်မိစာအနယ်ဝင်လမိုင်းဖြစ်သွားကြပါရဲ့လမိုင်းနဲ့ထွက်ရက်ပေါက်ကတခြားစီဖြစ်ပြီးတော့အဖြူနယ်မဲအမောင်နဲ့အလင်းဆိုသူကွာခြားလာပါတယ်ဒီလိုနဲ့လမိုင်းဆိုတာကစိုးရတဲ့အခြေအနေရောက်သွားခဲ့ရပါတယ် ဒါကြောင့်လောကီပညာကိုလိုက်စားကြတဲ့အခါမှာလမိုင်းကအထူးကသတိထားရမဲ့သူတွေဖြစ်သွားပါတယ်။သူတို့ကအောက်အနယ်ဝင်ပြီးပြီးနောက်ဆက်ဖြည့်စည်းတက်ကြတဲ့သူတွေပဲဖြစ်ပါတယ်။သို့တော့သူတို့ကိုပူဇော်ပတ်သရင်တော့လမိုင်းကစောင့်ရှောက်ကြပြန်ပါတယ်။လမိုင်းတွေမှာတောလမိုင်းတောင်လမိုင်းကုန်းလမိုင်းရေလမိုင်းလီလမိုင်းမူလမိုင်းကဝါလမိုင်းစသဖြင့်နေရာဌာနနဲ့ကျွမ်းကျင်တဲ့ပညာမူတည်ပြီးအမျိုးအစားကွဲပြားကြပါတယ်။လမိုင်းပညာရက်က62ရက်ရှိပါတယ်။ဒူးစန်းနဲ့လောကီပညာရက်ရက်တွေပါဝင်ပါတယ်။လမိုင်း င်းပြည့်ရင်တန်ခါနိုင်တဲ့သူတွေရှားပါကြပါတယ်အထူးသဖြင့်နမိုင်းဆိုင်ရာနဲ့ရုပ်ပြောင်းရုံလွယ်အတတ်ပညာတွေကြောင့်လမိုင်းမမသိရင်ခံရတတ်ပါတယ်တချို့ဆေးတွေနိုးတဲ့အခါမှာထထဆရာလမိုင်းထကြွကြွဆရာလမိုင်းကြွားလို့နိုးရတာတွေ့ရပါလိမ့်မယ်လမိုင်းကတဲ့ဆေးတွေဆိုရင်လမိုင်းနိုင်တဲ့ပုံကိုယ်တွေကိုအေးအေးဆေးဆေးနှိမ်နှင်းလို့ရပါတယ်လမိုင်းအန်ရဲ့ကြီးမားတဲ့အခါမှာဝိဆာကြီးတွေကလမိုင်းနိုင်တဲ့ဆေးတွေအင်းစမတွေစီရင်ပေးကြပါတယ်လမိုင်းအန်ရဲ့ကိုခြေစဉ်ပိုင်းမှာအများဆုံးကြုံရတတ်ပါတယ်လမိ ိုင်းကိုလပိုင်းမှမသိရင်ခံကြရမှာဖြစ်ပါတယ်။တချို့ပါရမီအားကြီးတဲ့သူတော်ကောင်းတွေကျင့်စဉ်ကျင့်တဲ့အခါမှာဝိဇာကြီးတွေကိုယ်တိုင်လပိုင်းအပြတ်တွေမဝင်နိုင်အောင်လာဆောက်ပေးရပါတယ်။ဝိဇာကြီးတွေမလာနိုင်တဲ့အခါမှာကို့ညံတဲ့ကိုယ်လပိုင်းတွေကိုရင်ဆိုင်ကြရပါတယ်။ဥပမာကျင့်စဉ်ထက်မြက်လာတဲ့အခါလပိုင်းကအာယုံနဲ့မနှောတဲ့မှာအဘဘိုးမင်းကအဘဘိုးဘိုးအောင်စသဖြင့်ဖန်ဆင်းပြီးတော့စကားတွေပြောဆေးတွေဖြစ်စည်းတွေလာပေးတတ်ကြပါတယ်။လပိုင်းပညာရပ်တွေလည်းသင်ကြားပေးကြပါတယ်။လူသေးကြီးကြိုက်အချားမြေအထု ူဇန်စတာတွေလည်းပေးတတ်ပါတယ်။လမိုင်းနဲ့တွေ့ကြုံရတဲ့သူတွေကအဲ့ဒါတွေနဲ့တာယာသွားပြီးတော့ဝိဇာလူလူဘိုးတော်လူလူဖြစ်သွားတတ်ကြပါတယ်။ဒါအပြင်လမိုင်းရဲ့မာယာလယ်ပြောင်းမှုအောက်မှာအထင်ကြီးလာတတ်ကြပါတယ်။ လူကလမိုင်းကြောင်ကြောင်သွားပြီးတော့အထူးဆန်းနောက်ကိုသာလိုက်မိနေတတ်ကြပါရဲ့။နောက်ဆုံးယူးသလိုလိုကြောင်သလိုလိုဖြစ်ပြီးတော့သေးတဲ့အခါမှာလမိုင်းဘွားနဲ့လမိုင်းတွေရဲ့လက်အောက်ခံဘွားရောက်သွားတတ်ကြပါရဲ့။ဒီလောက်ဆိုရင်တော့လမိုင်းကြောင်သိလောက်ပြီလို့ထင်ပါရဲ့ရှင်။ဟုတ်ကဲ့ Channel လေးကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရဲ့ရှင်။